ပေးသမျှအားလုံးပဲမိင်္ဂလာပါဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဇေယနာရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ចောင်းဆောင်တရေကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာကျွန်တော်နာမည်ကမေးခိုင်လို့ခေါ်တယ်ကျွန်တော်ဆယ်ထဲအောင်တော့မိဘတွေကဆရာတက်တဲ့သိပ္ပံချောင်းကိုပို့ပြီးပညာဆက်တင်စီခဲ့တယ်ဒီလိုနဲ့ကျွန်တော်လေးဆရာတယောက်ဖြစ်လာတာပေါ့ဗျာကျောင်းပြီးလို့တာဝန်ခွဲဝေရအခါမှာလေကျွန်တော်ကမြို့နယ်အလံဝေးပါတယ်ရွာလေးတိရပါပညာရေးဝန်ထမ်းဘဝကိုစခင်ရတယ် ရွာလေးရတောင်ကြီးတစ်ခုအောက်မှာတည်ရှိပြီးတဘာဝအငွေ့အသက်လေးတွေလည်းခံစားရတဲ့အပြင်ရွာကနေရလဲရိုးသားဖော်ရည်ကြတယ်ဗျကျွန်တော်ရွာကိုစရောက်တဲ့ချိန်ရွာနောက်ဘက်မှာရှိတဲ့ဘုံကြီးเจ้าကိုစတင်တည်ထားမိခဲ့တယ်ဘုံကြီးเจ้าကအုပ်เจ้าဖြစ်တဲ့ပြင်လက်ရကလည်းမြို့တွေမှာမမြင်ဘူးတဲ့လက်ရတွေနဲ့စောင့်လုပ်ထားခဲ့တယ်ဒါမဲ့ထူးဆန်းတာကဘုံကြီးเจ้าနဲ့မှာဘုံကြီးတွေတဘာမှမရှိတာရွာเจ้าဖြစ်လို့တည်ထဲသုံးတဲ့တန်ဃာတွေမရှိတာများလားတခြားရွာတွေကဖိတ်လို့ ခရီးထွက်သွားတာများလားဆိုပြီးစိတ်ထဲကနေတွေးနေမိတာပေါ့ဒီလိုနဲ့ရွာလူကြီးတွေစီစဉ်ပေးတဲ့အိမ်ကြီးမှာညဤပြီးမနက်ကြားမှာတာဝန်ထမ်းဆောင်ရမယ့်ကြောင်းရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်ကြည်စာသင်ကျောင်းလေးကအရန်ကြီးမခမ်းသားပြီမဲ့အတန်နဲ့ခိုင်မာတာကိုမြင်တွေ့လိုက်ရတယ်ကျောင်းကိုရောက်တော့ကျောင်းဆရာမကြီးကကျွန်တော်စာသင်ရမယ့်ခန်းကိုလိုက်ပြပြီးကျောင်းမှာရှိတဲ့တခြားဆရာမတွေနဲ့မိတ်ဆက်ပေးခဲ့တယ် ကျောင်းမှာကဒေါမီနီနဲ့ဒေါ်လာသိန်းဆိုတဲ့ဆရာမနှစ်ယောက်အပြင်ဆံမောင်လို့ခေါ်တဲ့အထွေထွေလူသားဆရာတစ်ယောက်ရှိနေခဲ့။နေ့နဲ့ထမင်းစားချိန်ရောက်တော့ကိုဆံမောင်ကကျွန်တော်စီလာပြီးရွာမနေရတာအဆင်ပြေလား။ဘာရီလိုရလဲဆိုပြီးလာမေးရတာနဲ့ကျွန်တော်တို့နှစ်ယောက်စတင်ရင်းနှီးခင်းစားတယ်။ကိုဆံမောင်ကပြပြောနေတဲ့ပြီးမျက်နှာကလည်းအမဲပြိုးရွှင်နေတတ်တာကြောင့်အချိန်ခဏလေးတွင်ကျွန်တော်တို့နှစ်ယောက်အဖွဲကျသွားတယ်။ရွာကရိုးမဆက်တောင်ကြီးမှာဆိုတော့ညာဘက်တီဆိုအေးပူတက်တာကြောင့် ိုဆံမော်ကတွင်းမှာရှိတဲ့အထင်းကြောင့်လေးတွေယူလာပေးတဲ့တင်ဒီနေ့ကြလေသူ့ဘာကြီးလာပေးတဲ့ဆက်သားကြောင့်သုံးမြင်ကိုကင်ပြီးအိမ်ကိုရောက်ချလာတယ်ပြိုးဆရာလေးတမင်းစားပြီးပြီလားဗျာစားပြီးပြီလားဒါနဲ့ဘယ်ဟာနေဘလို့ရောက်ချလာလဲဆရာလေးစီပဲလားကမနေ့ပြန်အကြောင်းပေးရဲဆိုတော့ဒီကဆက်သားကြောင့်ဖုန်လေးဝိုင်းရင်စကားပြောမလို့ဗျာကျုပ်လည်းပြင်းနေရတယ်တော်ပဲပြောခဏလေးနော် ရေနေချခရယူလိုက်မယ်။ကျွန်တော်လည်းရေနေချခရကိုရေပြီးအိမ်ရောက်ကိုဆင်းလာတော့ကိုစံမောင်ကထင်းကြောက်တည်နဲ့မီးဖို့နေတာမြင်လိုက်ရတယ်။ဒီအပိုင်းအတော်အေးလာတဲ့ဆရာလေးရဲ့တို့တို့ကဒီမနီယာကျင်သားရနေလို့ဘာမှမဖြစ်ပေမယ့်ဆရာလေးကတော့ခုမှရောက်တာဆိုတော့ဇမ်းမာကြီးကယူဆိုင်အောင်တို့ကဒီလောက်အေးကိုခံနိုင်ပါရဲ့ဗျာမြို့မာနေရဆိုရင်ရိုင်းနုဖက်မနေပါဘူး ကျွန်တော်စကားကြောင့်ကိုဆံမောင်ကသွားဤဖီးနေအောင်ရှင်းလိုက်ပြီးစက်သားကြောင့်တမင်းကိုမိဟိုရဲပြစ်ထဲကဆရာလေးရွာရဲဘက်ကိုလိုက်ကြည့်ပြီလားတင်းကြတော့မရောက်သေးဘူးဗျာဘာဖြစ်လို့လဲရွာရဲဘက်ရောက်ရင်အုတ်ကြောင်းလည်းမွေးနေတော့အုတ်ကြောင်းဆိုတာထုံးပြဖြူတွေတုတ်ထားတဲ့ကြောင်ပြောရတာဟုတ်တယ်ဗျာအဲ့ဒီအုတ်ကြောင်းကတရေအရန်ချောက်တာဒါဆိုစိတ်ဝင်စားသွားပြီကျွန်တော်ကတရေတစ်စီတွေကြောင်အရန်စူးစမ်းနေတာ အလုပ်ပါနေဆရာလေးရဲ့အဲ့ဒီအုတ်ကြောင်းလေးကိုဝင်ပြီးယူသွားတော့မှကျွန်တော်တို့ကလေးတွေကိုစာသေးပေးမဲ့သူယော်သွားပါအောင်မယ်။နေပေါင်းကိုစံမောင်ရအဲ့ဒီအုတ်ကြောင်းကဘုံကြီးကြောင်းမလား။အုတ်ကြောင်းကဘုံကြီးကြောင်းမဖြည့်ခင်ကတတိဥဘိုးထောင်ပိုင်းလား။သူကဒီနယ်တဝိုက်မှာရှိတဲ့လေရီယိုပိုင်းတဲ့လေတတိတယောက်ကိုသူကအရန်ချမ်းသာတယ်လို့မိမ့်မာတယ်များတယ်များ။သူမဆုံးခင်မှာပိုင်ဆိုင်တဲ့ပစ္စည်းတွေကို တားသမီးတွေစီခွဲဝေပေးပြီးဒီတိုက်ကိုတော့ခုံကြီးကျောင်းလှူခဲ့တာပဲဒါဆိုတရေ၆တွေဆိုဟာဗေဒင်စဖြစ်တာလေလူငယ်တဲ့9နှစ်လောက်ကချင်းလာပဲဘေဗျာစကားကောင်းနေရဆက်သားကြောင့်ညှော်နေပြီဗျာကိုစမကမီးပုံထဲမှာရှိနေတဲ့ဆက်သားကြောင့်မျိုးကိုတုံးနဲ့ကော်ထုတ်လိုက်ပြီးပြားရီကိုခါထုတ်လိုက်တယ်ဆရာလေးစားဗျာဒါမျိုးကရွာမှာပဲအစ်စ်ရာ ကျွန်တော်လည်းကိုစံမောင်ကမ်းပြီးရဲ့စက်သားချောဖုတ်ကိုဖဲ့ကဝါလိုက်ပြီးရေလွေးချမ်းတစ်ခွက်ကိုမှုတ်တောင်းလိုက်တယ်။ကိုစံမောင်တိုက်ချောင်းရာဇဝင်လေးစက်ပါအောင်များပြောရမယ်ဆိုရင်အဲ့ဒီတုန်းကကျောင်းထိုင်တဲ့ဦးစံတိမှာဆိုတာကျုပ်နဲ့ဆွေမကင်မျိုးမကင်ပဲဒီလိုနဲ့ကျုပ်ကဘုန်းကြီးကျောင်းသားဖြစ်လာတာပေါ့အဲ့ဒီအချိန်ရွာမအစာတင်ကျောင်းမရှိသေးတော့ဘုန်းကြီးကျောင်းမှာပဲစာသင်ရတာတိုက်ချောင်းထဲမှာကအခန်းပေါင်း55ခန်းတော့ရှိတယ်ဗျာ ဘယ်လိုအခန်းပေါင်း55ခန်းဟုတ်လားဟုတ်တယ်ဆရာကြီးကကျုပ်တီစာကိုရေးထားနောက်မှသိရတာကဦးဘိုးတော်ဆွဲလူကြီးကမိန်းမ55ယောက်ယူထားတာလေဗျာမြတ်စွာဘုရားဒီလောက်မိန်းမအများကြီးတအိမ်ထဲထားနေပေါ့လေမယုံမရှိနဲ့ဗျို့တကယ်ထားတာဗျာတခန်းတခန်းကလေကျဲကြီးပဲကျုပ်စုအခန်းနံပါတ်36ကနေရွှေနှက်ကတည်းကရလာခဲ့သေးတယ် အမေတဲဟုတ်ပါလားအခန်းနံပါတ်တောင်မှတ်မိနေရပါလေမှတ်မိဆိုဥဘိုးတော်ကအခန်းတစ်ခန်းစီမှာနံပါတ်တွေထွင်းထားတာကိုအဲ့ဒီထဲမှာ အခန်းနံပါတ်48ကိုတော့ရှင်ဟောင်းကျေးတော့နဲ့ခတ်ပြီးအသေးပိတ်ထားတာကျောင်းထိုင်ဘုန်းကြီးအဆက်ဆက်နဲ့ဒီအခန်းကိုလုံးဝမဖွင့်ဘူးမှားခဲ့ရစုပဲစိတ်ဝင်စားဖို့တော့ကောင်းနေပြီဗျဆက်ပြောပါဦးဇလန်းကအခုမှစမှာဆရာလေးကြီး တရက်မှာတော့အဲ့ဒီအကန်းတော့ပြုတ်နေပြီအကန်းတကားကလည်းပွင့်လျက်သာဖြစ်နေရဲ့ဗျာဟဲဘယ်သူမှဖြုတ်သွားလဲမသိလိုက်ဘူးဆရာလေးအဲ့ဒီနေရာကျောင်းကထင်ဆိုတော့လူဝင်ထွက်လေများသလိုလော့စပီကာတန်းတွေကလည်းစူညံနေရအောင်ဒါအုပ်ခွင့်ကောင်းယူပြီးတကားကိုရိုက်ဖြတ်သွားတာကျုပ်စိတ်ထီအထဲမှာတခုခုရှိမယ်ဆိုရဲတင်နေဖြစ်သွားတော့လို့ပဲထင်တယ်အထဲမှာရောဘာတွေတွေ့လဲ ဘာမှထွေထွေထူးထူးမရှိပါဘူးဗျာကျုံကတိတလုံးရင်အဝိစားတစုံမရှိတာอืมတကူကလည်းဘာမှရှိတော့အတော်စိတ်ပြတ်သွားမှာသူစိတ်ပြတ်တာရေးမကြည့်ဘူးဆရာကြီးရဲ့အဲ့ဒီနေရာစာပြီးတာကြောင်းတစ်ခုလုံးဘသူမှနေမရအောင်ခြောက်လန့်မှုတွေစတော့တာပဲဘယ်လိုတွေခြောက်လန့်တာလဲကုစားမောင်ရောခြောက်ခံထိသေးလားဘယ်ပြောကောင်းမလဲဗျာထိတာပါဗျာ တရကျောက်အိတ်နေရင်လည်းခြေထောက်ကလေးပေါ်မြောက်တက်သွားလို့ကြည်လိုက်မြတ်တွင်ဟောပန်းတဲ့လူကြီးအောင်ကခြေထောက်ကိုဆွဲထားတာမရဘူးကျုပ်ဆိုအဲ့ဒီမြေခွင်းကြောင့်တပတ်လောက်ဖျားသွားတာတခြားကောင်လေးလည်းထိပြီးကျုပ်တငယ်ချင်းစံကွေးဆိုရင်ခေါင်းအုံးကိုပြီးပြီးစားတက်နေရင်လက်တစ်ဖက်ကခေါင်းကိုလာကုတ်နေလို့လှဲကြည့်လိုက်တာမီးလောင်ထားတဲ့အရေပြားနဲ့လူတစ်ယောက်ဖြစ်နေတာလေဗျာအဲ့ဒီကောင်ဆိုဒီအဖြစ်ကြောင့်အခုထိယူကြောင်ဖြစ်နေတော့မယ်တော်တော်ဆူဆူပဲဗျာ နောက်တော့ရောဘလို့ဖြစ်သွားလဲကျောင်းတိုင်ဘုန်းကြီးတွေလည်းပရိတ်ကမောဝါရွေးကြတာပေါ့ဒါပေမဲ့အဲ့လိုရှင်ခဏတော့ငြိမ်သွားတယ်တရနေ့ရဲ့ကြာရင်အရင်ထက်ပိုပြီးတောင်းကျမ်းတာဗျာနောက်ဆုံးဘသူ့ဥပမနေရတော့ပဲကျောင်းဘုရားဆုံပြီးထွက်သေးကြကုန်တယ်ဒါကြောင့်အုပ်ချောင်းဆိုရင်ရွာရဲရလူတွေခဝေးဝေးကရှောင်ကြတယ်ဆရာလေးလည်းအရင်ဆုံပြီးမသွားနိုင်ဘူးနော်မတော်ပါဘူးဗျာကိုစံမောင်ပြောတာနေကြောချမ်းနေပြီ ဂျပန်အခြေအနေနောက်ကျနေပြီဆိုတော့ကြုတ်ပြန်လာအောင်မင်းမနေ့ကျရင်ရွာထဲမှာအလူတစ်ခုသွားဖို့ရှိတယ်အသင့်လောက်ထားအောင်ကျုပ်အသိပေးထားလိုက်ပါမယ်ကိုစံမောင်လေးဖြည်းဖြည်းပြန်အောင်တော်ပြီဆရာလေးကိုစံမောင်တော်တော်ကျွန်တော်လည်းမီးပုံကိုငိမ့်ပြီးအိမ်ပေါ်ကိုတက်လာခင်းလိုက်တယ်အဲ့ရတဲ့ရောက်တဲ့အထိတာကျောင်းရဲ့ဖြစ်စဉ်ကခေါင်းထဲဝင်လာတာကြောင့်တော်ယုံနဲ့အိမ်မပြောဘဲညနေမှသာအိမ်ပြောသွားခဲ့တယ် ဆရာလေးထဲ့စားတော့အားမလာနဲ့အလိုမှာဝိုင်းလုံးနေတဲ့ရီရီကအင်းမကန်လေးကိုရှေတူပေးလိုက်တာကြောင့်ဘေးမှာရှိနေတဲ့ကိုစံပေါင်းမျက်နှာရွှေ့လန်းပြီးတော့ထိုင်းနီယာနှစ်ယောက်ကိုပဲ့နေဆရာလေးရှိပဲဟင်းနေထိုးပြီးနေရတယ်စံပေါင်းနင်ကဒီရွာသားလေးဆရာလေးကဧည့်တယ်ဆိုတော့ဧည့်ခံရတာပေါ့ကိုစံပေါင်းဘယ်လိုဖြစ်နေရလဲ ကျွန်တော်လဲရှက်ကိုရှက်ကန်းနဲ့ကိုစာမောင်ကိုကြည့်ကပြောလိုက်ပြီးချမင်းကိုသာခေါဝပေါ်နဲ့စားနေလိုက်ချင်းဆရာလေးကျွန်တော်တို့ရွာသားလို့မလားစကားအဆက်ဆက်မရှိလိုက်တာဗျာကျွန်တော်အခုလေဒီရွာသားတယောက်ဖြစ်နေပြီပဲဟာအဲ့လိုပြောမှာမဟုတ်လေတကယ်ရွာသားဆစ်ဆစ်တော့ကိုပြောနေတာဆရာလေးဘသူ့ကိုသဘောကျလဲမျက်စိဝေးကြည့်လိုက်စမ်းပါကျုပ်အောင်းတွေလှုပ်ပြီးပါမယ် ျုပ်ဘာသာအေးစီပဲစာသင်ပါမယ်။ကဲဒါသမင်းသာစားစမ်းပါ။ကျွန်တော်စကားကြောင့်ကိုစံမောင်ပြုံးတုံတုံလှုပ်ပြီးဝတ်သားတုံးကို ပလုပလောင်းဝါစားလိုက်သည်။သမင်းစားပြီးတော့လူရှင်ပြီးသားစုကိုနှုတ်ဆက်ပြီးပြန်ထွက်လာတဲ့ချိန်မျက်နှာကိုပေါင်တာမို့လို့ခွေးနီအောင်လိမ့်ထားတဲ့လူတယောက်နဲ့မျက်နှာချင်းဆိုင်စုံမိရဲ့သည်။အဲဒီကကျွန်တော်ကိုမြင်တော့မျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ပြီးအထစ်ထစ်အငုံငုံနေ။သူရောက်လာပြီ။အုတ်ချောင်းလေးခေါ်သွားမယ်။လာလာလာလိုက်ခဲ့ ဖေအောင်ဆန်ခွေဆရာလေးလက်ကိုလှုပ်ဆန်ဆန်မမလားနေဟာသူ့ကိုခေါ်လာတာဖေအောင်ယူကိုလန်းကိုသွားစားမှာကွာငါမယူဘူးကွာမရတာယူဒီလူကငါစောင့်နေတာကြာပြီလာဗျာအုတ်တောင်းလေးသွားရအောင်ဆန်ခွေကကျွန်တော်လက်ကိုအတင်းဆွဲနေရကြာကိုဆန်မကဒေါသတကြီးနဲ့ရှေ့တူးလာပြီကိုဆန်မကနားနေပါဦးဗျာသူဘာပြောချင်လဲဆိုတာအရှင်မေးပါစီ ကျုပ်လည်းဆန်ခွေးဆိုတဲ့လူကိုစေးစေးကြည့်ပြီးရောခမရကျုပ်ကိုသိလို့လားသိရပါတော့နေရအုပ်ချောင်းထဲမှာရှိရတဲ့လူနဲ့တပုံစံနေပဲအုပ်ချောင်းထဲမှာဘသူရှိနေလို့လဲနမေတော့ငါမသိဘူးသူကပုံမှန်ချင်းဆိုနေနေတူရဲ့ဒါမဲ့စိတ်တူရင်တော့ကြောက်စရာကြီးကျွန်တော်လည်းဆန်ခွေးရဲ့ထူးဆန်းတဲ့စကားကြောင့်တသိန်းဝင်းကြီးနေထလာပြီးစုပ်ခိုင်ထားတဲ့လက်ထင်းကနေရုံးမှုကြိုးစားရည် ။ဒါမဲ့ဆန်ကွေးရဲ့လက်တွေကပြုတ်ထူတချောင်းလိုမြဲမြံနေကြသောနော်နီယောက်တန်းကြီးရဲ့လက်ကောက်ဝက်ကရဲတက်လာ၏။ဒါဟုတ်တရီထားမီးရဲ့ကိုဆံမောင်ကဘေးမှရှိတဲ့ကြောက်ခဲတလုံးကိုကောက်ယူလိုက်ပြီးတော့ဆန်ကွေးကြီးဟာဖာကြီးကအဲလိုကကြောက်တုံးကိုပြစ်ပေးလိုက်တယ်။ဟာဆိုရတဲ့ကြောင့်ဆန်ကွေးကကင်ထားတဲ့လက်ကိုလှုပ်ပြီးငဲသားပေါင်းအောင်ကရွာလေးဝင်ပြေးသွားခဲ့တယ်။ဆယ်လီလက်ဘာဖြစ်သွားသေးလဲ။ဘာဖြစ်ပါဘူး။ ဒါနဲ့ဆရာကြီးကဖားကြောက်တာလားဟုတ်တယ်ဆရာကြီးဒီကောင်ကငွေတွေကဖားစုအသေးကြောက်တာဒါကြောင့်နမေရင်စိန်လာကနေဆရာကြီးဖြစ်သွားတာသူပြောတာတွေကိုလည်းစိတ်ထဲထားမိနေဆရာကြီးဒီကောင်ကအုပ်เจ้าမှာဖြစ်ပြီးရောစိတ်မှန်တာမဟုတ်ဘူးစိတ်ထဲဘာမှမရှိပါဘူးဗျာကြုံနာနေပါတယ်ကျုပ်ဆရာကြီးကိုလိုက်ပို့ယူရမယ်တော်ကြာကိုကောင်လိုင်းနောက်ရှင့်နေဦးမယ်ကြပါလေ ရှေ့ဆိုအိမ်ရောက်နေပြီပဲပြုတ်သွားတာပြန်လိုက်ပါမယ်ကျွန်တော်လည်းကိုစံမကိုနှုတ်ဆက်ပြီးအိမ်ဘက်ကိုထွက်ခင်းလိုက်တယ်အိမ်ရောက်တော့လူမကြွေးတဲ့ဝတ္တနီချံဆွမ်းကြောင်မျက်လုံးနေမိလာကအိပ်ပျော်သွားခဲ့တယ်အိမ်ချမ်းမီကိုခပ်ပွားပွားနေပြီးလမ်းလျှောက်လာတဲ့ခြေတံတော့ကျွန်တော်ထားကြည့်လိုက်တော့အိမ်တော်ဖေးကနေကုန်းကုန်းကွားတက်လာတဲ့လူတယောက်ကိုမြင်လိုက်ရတယ်ဟေးဘာတူလဲကွာ ဆန်ဆန်ကြီးပါចောင်းစရာကြီးမင်းကဘယ်လိုလိုအိမ်ပေါ်ရောက်နေရလဲចောင်းစရာကိုလာခေါ်တာလေဆန်ကြီးကဝါချင်းချင်းဖြစ်နေရဲ့သွားလီပေါ်ရှိလိုက်ပြီးကျွန်တော်လက်ကိုအတင်းဆွဲပါလိရောငါလက်ကိုလှုပ်ဆန်းចောင်းစရာလိုက်မှဖြစ်မှာမဟုတ်ရင်ចောင်းဆောင်ကြီးကကျုပ်ကိုတတ်မှာဗျာဘေးကចောင်းဆောင်ကြီးလေကိုဆန်မောင်ပြောပါလားဆန်မောင်ဟုတ်လား ဒီကောင်ကမယုံနဲ့နော်ဒီကောင်ကစကားမဆုံးခင်မှာအေရှိဒီကောင်ကနေကိုစံပေါင်းတက်လာခဲ့ပြီးစံကွေးကိုဖမ်းချုပ်ထားလိုက်တယ်။ဆရာလေးဘာဖြစ်သွားသလဲ။ဘာမှဖြစ်ပါဘူး။ကိုစံပေါင်းကဘေးရနေပြီလို့ရောက်လာတယ်။မနေ့ကရေးအကြောင်းစီဝေရှိရဆိုတဲ့အကြောင်းလာပြောတာပါ။ဖျောက်စံကွေးဆရာလေးကိုနောက်တစ်ခါနှောက်ရှင့်ရင်မင်းကိုရွာလူကြီးစီထိတ်တုံးနဲ့ခတ်ပြင်မယ်။လာ၊ခေါင်းနောက်လိုက်ခဲ့။ ကိုစမောင်ကဆံခွေးကိုဆွဲကုန်ပြီးအိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။ကျွန်တော်အတွေ့အကြုံမှာတော့ဆံခွေးကအိမ်ကိုဘာကြောင့်လာတာလဲ။ "तू ဘာပြောချင်လို့လဲ"ဆိုပြီးတွေးနေမိခဲ့တယ်။ရရောက်တော့လေတော်ယုံနဲ့အိမ်မပြောသေးတာကြောင့်စာအုပ်တအုပ်ကိုယူကအိမ်ရှိဝရဏမှာဖတ်နေတဲ့ချိန်ရွာလေးဘက်ကနေဆူဆူဝါဝါအော်ဟစ်တန်လေးကိုကြားလိုက်ရတယ်။ကျွန်တော်လည်းအတန်ကြာအောင်စာအုပ်ကိုချပြီးအိမ်ရှိထွက်ကြည့်လိုက်ရ။တမီးအလင်းရောင်နေနဲ့ပြေးနှောင်းနေကြတဲ့လူတချို့ကိုမြင်လိုက်ရတယ်။ကိုမဟွေး ရွာရင်းမှာဘာဖြစ်တာလဲမသိဘူးဆရာလေးကျွန်တော်လည်းအတန်ကြားလို့ပြေးထွက်လာတာကိုပောင်းဝေစကားကြောင့်ကျွန်တော်လည်းရွာလမ်းမကိုလှမ်းကြည့်လိုက်တော့ဦးရဖားရနဲ့ပြေးလာတဲ့ကိုဆံမကိုမြင်လိုက်ရတယ်ကိုဆံမဘာဖြစ်တာလဲဆံကွေးရွာရဲ့ကလေးတယောက်ကိုခိုးပြီးအုတ်ကြောင်နဲ့ဝင်းပြေးသွားလို့ဗျာဟာဘသူကလေးကိုယူသွားတာလေကိုဆံဝင်းသားအနေကကိုချီပြီးထွက်ပြေးသွားတာ ဒုက္ခပါပဲစံကွေးတကောင်စိတ်ဖောက်ပြန်ပြီးထင်ပါလေဒီတိုင်းဆိုရင်အုတ်ကြောင်နဲ့လိုက်ဝင်ရမှာပေါ့နောက်ဆိုခလေးကြောက်ပြီးလိပ်ပြောင်းလှန်သွားလိမ့်မယ်ကျွန်တော်လည်းစိုးရိမ်တဲ့ကြီးနဲ့ပြောရင်အုတ်ကြောင်ရှိရဲ့ဘက်ကိုပြေးထွက်လာခင်းလိုက်သည်အုတ်ကြောင်ရှိရောက်တော့ဒုတ်ဒီနာရီကင်ထားတဲ့လျော်ကြီးကအဝင်းဝါးနားမှာရပ်ပြီးအထဲကိုလှမ်းအောင်နေရမြင်လိုက်ရတယ်ဒီလိုအော်နီယိုနဲ့စံကွေးကထွက်လာမှာမဟုတ်ဘူးကျွန်တော်တို့အထဲဝင်မှရမယ် ဆရာလေးဝင်ရေကျွန်တော်လိုက်မယ်။ကိုစားမင်းကလက်ထဲကင်ထားတဲ့ဒုတ်ကိုဝင်ပြီးရှေ့ထွက်လာခဲ့တယ်။နောက်မတူနိုင်အောင်လေ။ကျုပ်တို့လိုက်ခဲ့မယ်။အတန်းကလူရဲ့နောက်ဘက်ကနေထွက်လာတာကြောင့်လှမ်းကြည့်လိုက်တော့ယောဂီတစ်ပတ်ကိုလယ်မဲပတ်ထားတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။ခမည်းတော်ကိုရွာမှာလဲအမြင်ဘူးပါဦး။ကိုစားမောင်သူတို့ကဘယ်သူတွေလဲ။ကျွန်တော်လည်းမသိဘူးဆရာလေး။ ကိုစမောစကားဆုံးမှာလေဦးချားရီကနေဘိုင်းကတန်းဝေထွက်လာပြီးတော့ရွာမှာတ냐တဲချင်နေဆိုလို့လမ်းကြုံခေါ်လာတဲ့ဘိုင်းဧည့်သည်တွေပါကွယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိုစမ်းဝင်းရဲ့ဒီလူ၃ယောက်ရဲ့အထဲဝင်မယ်ကိုရွာကကလေးတယောက်တော့ပျောက်သွားတာတော့မလိုက်ရဲတဲ့သူတွေအခုမှမြင်ဘူးတယ်ညာကျွန်တော်လည်းစိတ်တူနဲ့ပြောလိုက်ပြီးအုတ်ကြောင်းလေးကိုဝင်လာခင်းလိုက်တယ် အနောက်မှာတော့ကိုစန်းဝင်းနဲ့ဧည့်သည်၃ယောက်ကကပ်ပါလာခဲ့တယ်။ဆရာလေးကဒီရွာမှာတောင်ဝင်ကြနေကြပြီလား။အနောက်ကနေလမ်းမေးလိုက်တဲ့အတန်ကြောင့်ကျွန်တော်ခြေလမ်းတွေရပ်လိုက်ပြီးတော့မကြသေးပါဘူး။ဘာဖြစ်လို့လဲကွာ။ရွာကနေရောင်းမွေရဲတဲ့ဒီနေရာကိုဝေရဲတဲ့တက်တီကိုလေးစားလို့မေးကြည့်တာပါ။မန်တိုင်းပြောရရင်ကျွန်တော်လည်းကြောက်စိတ်တော့ဖြစ်မိပါတယ်။ဒါပေမဲ့ပျောက်တဲ့ကလေးကကျွန်တော်အတန်လေးရာလေးဆရာတယောက်ဖြစ်တဲ့ကျွန်တော်က ဘလို့လို့မျက်နှာလွှဲရပါမလဲဗျာဆရာလေးစကားကိုကြားရတာအားရှိရဲ့ဗျာတကယ်လို့ဆရာလေးဝင်ဘူးဆိုရင်ကျွန်တော်တယောက်တည်းဝင်ဖို့ဆုံးဖြတ်ထားတာခင်ဗျားတို့နှစ်ယောက်လုံးရဲ့စိတ်ဓာတ်ကိုတော့လေးစားမိပါပြီကျုပ်တို့ကလည်းအုတ်ကြောင်းမှာဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းပေးဖို့ဒီရွာကိုရောက်လာခဲ့တာပါခင်ဗျားတို့ကအုတ်ကြောင်းရဲ့ပြဿနာကိုသိနေလားမသိဘူးပြောရင်လိန်ရာကြမယ်ဗျာခင်ဗျားတို့နားလေအောင်ပြောရရင် ကျုပ်တို့၃ယောက်ကနေလဲပြီးပယောကလိုက်ကုနေတဲ့သူတွေပဲတိုက်တိုက်ဆိုင်ဆိုင်ဗျာခမ ्या တို့စကားကြားရတာအားရှိတယ်ဗျို့ကျုပ်တို့ရှိနေတဲ့မြောက်ကာလာပတ်လုံးခမ ्या တို့ပေါ့ဘလို့အန်တရီမျိုးမှမကြောက်ရောက်စီရပါဘူးအခုကစားပြီးကျုပ်တို့နောက်မှာပဲနေပါအဲ့တဲ့၃ယောက်ကကျွန်တော်နဲ့ကိုစန်းဝင်းကိုကြားနေပြီးအုတ်ချောင်းပေါ်ကိုတက်သွားတယ်နှစ်ပေါင်းများစွာပြစ်ထားခဲ့တာကြောင့် ဖုန်နဲ့အမိုက်တရိုက်တွေကပုတ်ကြောင်းပေါ်မှာပွားစာကျဲညီနေတယ်။ကျွန်တော်တို့လည်းတမင်းနဲ့ဟိုထိုးတီထိုးကြည့်ရင်တက်လာခဲ့ရောက်ကနုတ်ပန်းတွေရေးဆွဲထားတဲ့တကမာကြီးရှိရောက်မှာတော့အထဲမှာပြေးလွှားနေတဲ့အခြေတံတစ်ခုကိုကြားလိုက်ရတယ်။အထဲမှာပြေးနေတဲ့အခြေတံကြားလိုက်လား။ကြားတယ်ဆရာလေးလူလားတရေလားဆိုတော့အထဲရောက်မှကြည့်ရမှာပေါ့။ဒါနဲ့ကြောင်းထဲဝင်ရင်ကလေးနမယောမခေါ်မိစေနဲ့နော်။ဘာဖြစ်လို့နေရော အကြောင်းရှိလို့မခေါ်ခိုင်းတာပါ။ဘာအကြောင်းလဲဆိုတော့မကြင်သိရမှာပါ။အဲလရီကစကားဆုံးတာနဲ့တကမာကြီးကိုတွန်းဖိလိုက်တာအုပ်ကြောင်းထဲမှာကိုအောင်နေတဲ့လင်းတို့တွေကတပြက်ပြက်နဲ့အပြင်ကိုပြန်ထွက်သွားခဲ့တယ်။ကျွန်တော်လည်းတမီးနဲ့တိုက်ကြောင်းတွင်ဘက်ကိုထိုးကြည့်လိုက်ရအမတ်စင်ကြီးရေးထားတဲ့အခန်းတွေကိုမြင်လိုက်ရတယ်။အခန်းတွေအများကြီးပါလား။ကိုစံပေါင်းပြောတဲ့ပုံရကဒီထဲမှာအခန်းပေါင်း55ခန်းရှိရဆိုပြီ ဟုတ်တယ်ဆရာကြီးအုတ်ကြောင်းထဲမှာအခန်းပေါင်း55ခန်းရှိတယ်တခန်းနဲ့တခန်းကလည်းအတွင်းကနေဖောက်ပြီးချိတ်ဆက်ထားသည်ကိုစားမင်းကအဲ့ဒီလိုပြောရင်တမီးနဲ့ထိုးကြည့်လိုက်ရမြက်ွယ်ကွေးတခုကနေဖျောင်းနိုင်မီးအလင်းရောင်ထွက်ပေါ်လာတယ်ဖျောင်းနိုင်မီးအလင်းရောင်ပဲကျွန်တော်လည်းမသေးချာမှဆိုးလို့တမီးကိုပိတ်လိုက်ပြီမဲ့ဖျောင်းနိုင်မီးအလင်းရောင်ကရှီမြဲတမ်းရှိနေခဲ့တယ်လူရှိနေတာသေချာပြီဗျာ လူမဘူးဆရာလေးကျုပ်တို့မြက်ွယ်ခွေးကိုရောက်တာနဲ့အလင်းအောင်ပြောက်သွားလိမ့်မယ်ဆရာလေးမယုံရင်ကျုပ်ပြမယ်အရှမ်းမင်းမင်းနဲ့လူကကျွန်တော်လက်ကိုဆွဲပြီးမြက်ွယ်ခွေးကိုခေါ်သွားရင်ကျွန်တော်ချလိုက်ရုံနဲ့အလင်းအောင်ကဖြတ်ကနေပြောက်ွယ်သွားခဲ့တယ်ဆရာလေးမြင်ပြီမလားဒီအောင်ကကျုပ်တို့ကိုများခေါ်နေတာကျုပ်တို့များခေါ်ပြီးဘာလို့မလုပ်လဲသူ့မှာအကြောင်းရင်းတစ်ခုခုရှိမယ်ထင်တယ် အရှမ်းမင်းမင်းနဲ့ဧည့်သည်ကစကားပြောနေရင်ဘေးမှာရှိတဲ့အခန်းတကားကိုတွန်းပြင်လိုက်ရအောင်အုံနီရံနဲ့ဖြတ်ပြေးသွားတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။ဆရာလေးမြင်လိုက်တယ်မလား။လူရဲတစ်ခုအုံနီရံနဲ့ဖြတ်ပြေးသွားတာမြင်လိုက်တယ်။ဆရာကျွန်တော်သားလေးဒီထဲမှာရှိတာသိစားပါနဲ့နော်။ခလေးတို့စိတ်ပူပါနဲ့။ဒီကောင်ကခလေးကိုအန်တရရဲ့ပေးချင်လို့ခေါ်တာမဟုတ်ဘူး။ခလေးကိုပန်းပြပြီးဆရာလေးကိုအထဲခေါ်ချင်နေတာ။ ဗျာကျွန်တော်ခေါ်ချင်တာဟုတ်လားဆရာဟုတ်တယ်ဆရာလေးဒီအုပ်ကြောင်းထဲမှာဆရာလေးနဲ့ပတ်သက်တဲ့အရာတခုရှိပြီကျွန်တော်ဒီထဲကိုအခုမှရောက်ဖို့ကလေအဲ့ဒါရီမှားနေပြီတင်နေဒါပေမဲ့ဆရာလေးရောက်အောင်တို့တို့တက်တည်ပြပြီးမယ်အဲ့ဒါရီတဲကအရှမ်းပြင်းပြင်းနဲ့တယောက်ကကျွန်တော်လက်ကိုကန်ပြီးအုံနေရမှာကတ်လိုက်တဲ့အချိန်အခန်းကြီးတဲကနေအော်ဟစ်ကိုကြွေးတန်ပြီးထွက်ပေါ်လာခဲ့တယ် မိုးတန်ဒီထွက်လာပါလားကျွန်တော်လည်းတအံ့တအောနဲ့တန်းပြောလိုက်တဲ့ချိန်ကိုစန်းဝင်းကအခန်းတခန်းရှိလက်ညှိုးထိုးပြီးတော့ဆရာဟိုမှာလူတယောက်ရက်နေတယ်အဲ့လိုပြောတာကြောင့်လှမ်းကြည့်လိုက်တော့ကလေးတယောက်ကိုယ်ချီထားတဲ့လူတယောက်ရက်နေတာမြင်လိုက်ရတယ်စံကွေးပဲဗျသူ့လက်ထဲမှာချီထားတာကိုစန်းဝင်းကလေးမလားကိုစန်းဝင်းကတာဖြစ်သူကိုမြင်တော့ဝမ်းသာအာရုံနဲ့ပြေးထွက်ဖို့နှုတ်ဘေးမှာရှိနေတဲ့ဧည့်သည်တယောက်က လက်ကိုဖမ်းဆွဲလိုက်ပြီးတော့အဲ့ဒါခမားကလေးမို့ထင်အောင်ထင်မဖြစ်အောင်သူတို့တွေဖမ်းဆင်းတော့တာမဖြစ်နိုင်ပါဘူးခုနကမြင်ရတာတုတ်ရဲသားပါဗျာမဟုတ်ပါဘူးဆိုဗျာဟွဆရာသူတို့ကိုအမြင်ဖွင့်ပေးလိုက်ရမှာဖွင့်ပေးသိပြီလို့ထင်တယ်မဟုတ်ရင်ကိုကောင်ကိုဖမ်းလို့မိမှာမဟုတ်ဘူး အရမ်းမင်းမင်းလူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့လူနှစ်ယောက်ကအိတ်ကထဲမှာပါလာတဲ့အင်းနဲ့ချက်ကိုလဘာပေါ်တင်ပြီးကျွန်တော်နဲ့ကိုစံဝင်ရဲ့မျက်လုံးကိုကုတ်ချလိုက်တယ်။လက်နဲ့ဖိပုတ်လိုက်တဲ့အချိန်ကျတော့မျက်လုံးကအောင်ကနေဖြစ်သွားပြီးအမြင်တွေဝေဝါးသွားခဲ့တယ်။ဒါပေမဲ့မကြာမီအချိန်တွေပုံမှန်ပြန်ဖြစ်သွားပြီးပတ်ဝန်းကျင်ကအရာတွေကိုလည်းအရှင်းသာမြင်တွေ့လာခဲ့ရတယ်။ကျွန်တော်မြင်လိုက်ရတဲ့ဘေးကွင်းကတသိန်းမွေးကြီးနဲ့တစ်ဖြန်ဖြန်ထလာပြီးလုံးဝဆိုင်လို့မတက်ဖြစ်သွားတယ်။ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြင်နေရတဲ့အခန်းတိုင်းမှာအရွယ်ဆုံးတဒန်ဆုံးနောင်နာဘဝတွေနဲ့ပြည့်ကျက်နေလို့ပဲ။တချို့ကအုံနေရကိုမြည်ပြီးကျွန်တော်တို့ကိုတည်နေကြသလိုတချို့ကြတော့လေတရေတမျောမျောကြနေရရှောင်းရီနဲ့ကျမ်းမြစ်မှာကန့်နေတဲ့ဖုန်တွေကိုရက်ဆောင်နေတာမြင်လိုက်ရတယ်။ခလေးကိုပြေးထားတဲ့ဆန်ကွေးကိုလှမ်းကြည့်လိုက်တော့ဆန်ကွေးမဟုတ်တော့ပဲမျက်နှာပြင်တစ်ခုလုံးပြောင်ချောနေတဲ့တရေတကောင်ဖြစ်နေတယ်။ဆရာလေးတို့မြင်ပြီမလား ဒီအုပ်ចောင်းထဲမှာနာနာဘဝတွေဘလောက်များတယ်ဆိုတာရင်ပါပြီဗျာကျုပ်တို့နှစ်ယောက်ထဲဝင်လာလို့ကတော့အခုချိန်လိပ်ပြာလွှင့်နေတော့ပြီဒါကြောင့်လဲကျုပ်တို့အချိန်မီရောက်လာတာပေါ့အခုကစားပြီးဒီအုပ်ចောင်းထဲဆရာလေးဘလို့ပတ်သက်နေရဲ့ဆိုတော့ပေါ်ထုတ်ပေးပါမယ်မောင်ကောင်းကြီးဆရာလေးတို့ចောင်းလည်းမှာနေရာချပေးလိုက်ပါအရှမ်းမြင့်မြင့်လူရဲ့စကားထောက်မောင်ကောင်းဆိုတဲ့သူက ကျွန်တော်တို့နှစ်ယောက်ကိုကျောင်းလယ်မှာပေးထိုင်ပြီးအပြင်ကနေစီဝိုင်းတစ်ခုဝိုင်းထားပေးရင်။ဘီယောင်နဲ့သုံးယောက်သားတင်မလူခေထိုင်ပြီးဂါရာတပုတ်ကိုထန်နဲ့မန်နဲ့စတင်ရွက်ပါလေရော။ဂါရာရွက်ဖက်တန်ကြားအုပ်ကျောင်းထဲမှာရှိတဲ့နာနာဘဝတွေအားလုံးကျောင်းလယ်တကြားထွက်ပြေးကြတာကိုအထင်းသားမြင်တွေ့ခဲ့ရတယ်။မကြခင်မှာပဲအုပ်ကျောင်းထဲမှာနာနာဘဝတွေတကောင်းမှမရှိတော့ဘဲရှင်းနေသွားတယ်။အဲ့ဒီအချိန်မြက်ွယ်ကွေးတောင်းကနေလူတယောက်၄ဘတ်၆အလီထားနဲ့ထွက်လာတယ်။ ကျွန်တော်လည်းလေးဘက်ထောက်ထွက်လာတဲ့လူကိုတမိနဲ့ထိုးကြည့်လိုက်တော့ဆံကွေးဖြစ်နေပြီးသူ့ရဲ့ကြောပြေမှာကိုစန်းဝင်းရဲ့သားဖြစ်သူကိုထန်းတော့ကိုမြင်လိုက်ရပြီဆရာလေးအခုဘသူ့ကိုမြင်နေရလဲဒီလူကဆံကွေးမလားသိချာကြည့်ပါအရှမ်းမင်းလူရဲ့စကားကြောင့်ကျွန်တော်သိချာကြည့်လိုက်တော့ဆံကွေးရဲ့ခန္ဓာကိုယ်ထဲမှာတခြားလူတရားပူကပ်နေရမြင်လိုက်ရတယ်အသားမင်းမင်းနဲ့လူတရားကို စံကွေးကိုတွေမှာပိုးကန်နေရမယ်နေဗျာသူကဒီလူကိုတုံးချပြီးဆရာလေးကိုအုတ်ချောင်းလေးလောင်လောက်ခဲ့တာပဲသူကအုတ်ချောင်းလေးခေါ်ပြီးဘာလုပ်မလို့လဲဆရာလေးပြေးကျင်နေပြီတင်နေကဲအခုကြုံနေပြီပါမယ်အရှမ်းမင်းမင်းနဲ့လူကစံကွေးရဲ့ခန္ဓာကိုယ်ကိုလက်ညှိုးနဲ့ထိုးပြီးတော့ကာယကရှင်ရဲ့ကိုယ်ရဲ့ပူကန့်နေရဲ့ကောင်ချက်ချင်းဖဲ့ခွာစမ်း အဲ့လိုပြောလိုက်တဲ့ဆိုရင်ပဲမဲမဲကောင်ကအုတ်နေရင်တောင်းကိုလွင့်ထွက်သွားခဲ့တယ်။ဒါပေမဲ့လွင့်ထွက်သွားတဲ့ကောင်ကချက်ချင်းပြန်ထားပြီးခါကိုစမ်းထုတ်လိုက်ရအောင်အရက်ကတဖြည်းဖြည်းမြင့်တက်လာပြီးအုတ်ချောင်းရဲ့ထုတ်ချမ်းကိုထိလို့ထိခင်ဖြစ်သွားခဲ့တယ်။ဘဝမှာတစ်ခါမှမမြင်ဘူးရဲ့မြင်ခွင့်ကြောင့်ကျွန်တော်ခြေများလက်ပြားတွေအေးဆက်လာခဲ့ပြီးတကူလုံးတောင့်တင်းလာသလိုဖြစ်လာတယ်။အရှမ်းမင်းမင်းအသားမင်းမင်းအဆွဲဖွေးဖွေးကောင်ကြီးကကျွန်တော်ကိုစိုက်ကြည့်နေတယ်။ ဒီအုတ်ချောင်းအောက်မှာနေတက်ခဲ့တဲ့လူတွေအများကြီးရှိသေးတယ်။သူတို့ကနေ့ကို나ကြီးရဲ့စိတ်နဲ့အခုတည်းစောင့်နေကြတာ။အဲဒီလိုမျိုးဘုဒ္ဓကြီးနဲ့ပြောပါရော။အချို့ဘာမှမသိဘူး။ကျုပ်ကလူတက်ဖို့နေနေတာကခွေးရီကြောင်လေးကိုတတ်ဘူးတော့မဟုတ်ဘူး။အခုတော့နေကသူတော်ကောင်းကြီးပေါ့လေ။ကျောင်းဆောင်ကြီးတင်းရနာကြီးစိတ်ကိုကျုပ်တို့နားလေပါလေ။ဒါမဲ့တိတ်ကဖြစ်ခဲ့တာတွေကိုတင်းအနေနဲ့မေးပြတင်ပြီ။ နေနှုတ်ကောင်တရားမချနဲ့နေနှုတ်ကကိုနဲ့မဆိုင်တဲ့ကိစ္စဝင်ရှုပ်ကြတာပဲဒီနေရာကငါနေရာဒါကြောင့်ငါလှုပ်ချင်တယ်လို့လှုပ်မယ်ဒီအကြောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရရသင်ဖောက်ခင်ကိုယ်တိုင်တာတနိကဆောင်အဖြစ်လှူဒန်းခဲ့ပြီလေဒါအတင်းကဘသူမှနေမရအောင်ချောင်းလန့်နေရတာကျုပ်တို့ဝင်ပါရတာပဲကျုပ်တို့လည်းတင်းကိုမြေတားရှိထားပြီးပြောတာဒါနောက်ဆုံးပဲဒါနောက်တင်းခေါင်းမှနေမယ်ဆိုရင်ကျုပ်တို့အဆူမဆူပါနဲ့ အရင်မင်းနဲ့လူကစကားကိုဖြတ်ဖြတ်ဖြတ်ပြောပြီးကျွန်တော်ကိုလှဲကြည့်ကဆရာလေးဒီအုပ်ကြောင်းထဲမှာတန်ကားတော်တွေတည်င်းသုံးတာမြင်ချင်းလားအခုလိုနာနာဘွားတွေကြီးဆိုတာမြင်ချင်းလားကျောက်ကတော့တန်ကားတော်တွေတည်င်းသုံးတာပဲမြင်ချင်းနေကောင်းပါပြီဆရာလေးနောက်ပိုင်းကိစ္စကျုပ်တို့ဆက်လုပ်လိုက်ပါမယ်မောင်ကောင်ခုနတတိလစ်နေတဲ့လူမျိုးကိုစီရဲခေါ်လာခဲ့ အရင်မြင်းမြင်းလူရဲ့စကားကြောင့်မောင်ကောင်းတဲ့ကွန်လာကအရှိတက်သွားပြီးတတိလှင့်နေတဲ့နေရာကိုကိုွေးချီဖို့လို့ကျောင်းဆောင်တရေကြီးကသူ့ရဲ့ကြီးမားတဲ့လက်နဲ့လွှင့်ရိုက်ချလိုက်တယ်။အရှိန်နဲ့ကြလာတဲ့လက်ကမောင်ကောင်းဆိုသူရဲ့ဦးကောင်းချက်အရောက်မှာတော့ဘုံကနေမိချောက်တော်ပြီးအရင်ကောင်းလေးပြတ်ထွက်ကပြောင်ပုံလေးဖြစ်သွားခဲ့တယ်။ဟဲ့။ငါကဆရာကြောင့်တီးခံနေပြီမဲ့ငါရဲ့အဆောင်တွေကတီးမခံဘူးကွာ။နောက်တစ်ဖက်ပြက်ချင်ရင်ထက်ရိုက်စမ်း အဲ့လိုပြောလိုက်တော့ចောင်းဆောင်တရေရှေ့ကိုဆက်မတွေးရတော့ပဲနိုင်ရတောက်ကိုတိုးကပ်သွားခဲ့တယ်။မေခလာနေရောငါပြန်လာမှတွေ့မယ်။မောင်မောင်ကလက်ညှိုးထိုးကကျိန်းဝလိုက်ပြီးတတိလင်းနေရလူနေရကိုပြေးကစီးပိုင်းနဲ့ခေါ်လာခဲ့တယ်။ဆရာကြီးခဏလေးနော်ဒီကောင်ဆုံးမမှဖြစ်မှာပေါ့ပါ။မောင်မောင်ကကျွန်တော်ကိုပြောင်းပြပြီးစီးပြင်ကိုပြန်ထွက်သွားခဲ့တယ်။ចောင်းဆောင်တရေကသူ့စီကိုခက်ပြုံးပြုံးမျက်နှာထားနဲ့လမ်းလျှောက်လာတဲ့မောင်ကောင်းကိုမြင်တော့ ချောင်းယုံနဲ့မျက်နာနဲ့နေရံပေါ်တွေ့တက်ပြေးပါရောဒါပေမဲ့ကောင်းကရောက်တဲ့နေရာမှာတုံမိချုံမိစီလို့អော်ပြီးဖနှောင်းနဲ့ကျဲမြင်ကိုပေါက်ချလိုက်ရောចောင်းសောက်တည်းရင်បိုင်းកနေပြုတ်ចាលាတယ်ဆရာဒီកောင်းអោဘာလုပ်អោជីបွားទៅတော့ស៊ីអាត់ថាလိုက်បွားទូကိုសូមមកថាလိုက်មីမကောင်းတဲ့ចမ်းပေါ်မှာឈុកខែទីដល់ចောင်းសောက်တည်းကိုជីပြီးမျက်កုံးတစ်ခုကိုတွန့်ថាပြုံးပြရင် ခြေပေါ်ဝါး3000ကိုစင်ခေါ်လိုက်တယ်။မကြာခင်ကြောင်းခေါင်ဘူဘော်ကနေအစမတန်ကြီးမားတဲ့လက်တစ်ဖက်ထွန်းလာပြီးချုပ်ခံတီထားတဲ့ကောင်ကိုဂုတ်ကောင်နေဆွဲမှသွားပါတော့တယ်။ကြောင်းတော်တွေပြောက်သွားတော့အရင်မင်းကြီးလူကကျွန်တော်နားကိုလာပြီးတော့ဆရာလေးအတိတ်ဘဝကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဒီဘဝမှာအကောင်ဆုံးဖြစ်အောင်နေပါဒီအုပ်เจ้าကဆရာလေးနဲ့ပဋ္ဌာန်းဆက်အများကြီးရှိတယ်။အဲ့လိုပြောပြီးဆွဲထူပေးခဲ့တယ် အဲ့ဒီအချိန်ကဒီလူ၃ယောက်ကို နောက်ဆုံးမြင်ခဲ့တဲ့အချိန်ကိုပြောရမှာပဲ။ဘာလို့ဆိုစံခွေးကိုချပေးပြီးကျွန်တော်တို့အုပ်ချောင်းနဲ့ပြန်ဝင်သွားချိန်မှာတော့ဧည့်သည်လူ၃ယောက်မရှိတော့လို့ပဲ။ရုပ်တရက်ရောက်လာပြီးဖြတ်ကနေပြောက်သွားတဲ့ဒီလူ၃ယောက်ချောင်းကိုတော့ကျွန်တော်နဲ့ကိုစံဝင်းကလွယ်ပြီးဘသူမှမသိခဲ့ကြသလိုကျွန်တော်တို့ကလည်းဘသူ့ကိုမှမပြောခဲ့ကြဘူးလေ။ဒီကိစ္စတွေဖြစ်ပြီးနှစ်နှစ်လောက်ကြာတော့ဆေးရောင်မှိန်နေတဲ့အုပ်ချောင်းကနေရွှေစည်းတောက်ပေါင်နေတဲ့အုပ်ချောင်းဖြစ်ကိုပြောင်းလဲသွားတယ် အခုဆိုအုတ်ချောင်းဆိုတဲ့နာမည်ကနေရွှေချောင်းပရိယတ်ဒီစာတင်တိုက်ဖြစ်ခေါ်ဝေါ်ခဲ့ပါတော့တယ်။အောင်မြင်တော်တို့အုတ်ချောင်းကနေထွက်လာပြီးနောက်မှာတော့အင်မတန်စီကားလာတွေမြို့လေးတစ်မြို့ကိုရှောင်းလာခဲ့ကြတယ်။မြို့ပေါ်မှာဆရာတပည့်တွေမတင်မရှာနေထိုင်ခင်တနေ့မှာတော့လူသိရှင်ကြောင့်ဖြစ်စီမဲ့ကိုယ်ပွဲတစ်ခုကိုကုသပေးခဲ့ရပါတော့တယ်။ ပြည်ထောင်ခမရအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဇေယနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ကျောင်းဆောင်တရေကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ပြည်သက်တဦးတယောက်ခြေစည်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုကံပဲဖြစ်ပါတယ်ခင်ဗျာ။